ောင်ကိုရီးယားနိုင်ငံကစီးပွားရေးအချက်အလက်နဲ့ရင်ဆိုင်နေရချိန်မှာပဲဆိုးမျိုးရဲ့အချက်ချာကြတဲ့နေရာက Tenenbaum Trading Company ဆိုတဲ့စီးပွားရေးလုပ်ငန်းငယ်လေးတစ်ခုရဲ့နာမည်ကမီဒီယာတွေရဲ့အာရုံစိုက်မှုကိုရရှိနေပါတယ်။မီဒီယာတွေရဲ့အာရုံစိုက်မှုအောက်မှာ တန်လန်ဘတ်ကိုမျောလင့်ချက်ရဲ့တင်ဂီတာတစ်ခုအဖြစ်ရုံးကန်နေရတဲ့စီးပွားရေးကိုပြန်လည်အသက်သွင်းရမှာအထောက်အကူပြုနေတဲ့ဥဆောင်ဆွမ်းအားစုတစ်ခုအဖြစ်ပုံဖော်ထားပါတယ်။အာရှကြားလေးကောင်တွေကတကောင်ဖြစ်တောင်းနိုင်ရှင်တင်စားထားကြပါတယ်။ဒီလိုခန်းထားတဲ့ဖွင့်ပွဲမျိုးနဲ့ဖြစ်ပေမဲ့တရင်ထောက်ရဲ့မှန်ပီလူတွေကရုံးကန်တွေကမျက်နှာတယောက်ချင်းစီကိုတိတ်တဆိတ်ဖမ်းယူလိုက်တဲ့ခါမှာတော့အရာအလုံးကရုတ်တရက်ရရက်ဆက်ဆက်အတူအယောင်တွေဖြစ်မှန်းသိသာသွားပါတယ်။အပြုံးလေးမျိုးအကြည့်ချင်းလွှဲနေကြတာပြီးတော့ကြိုတင်လေ့ကျင့်ထားတဲ့စကလုံးတွေကလေးလံတဲ့လေထုထဲမှာပဲ့တင်ထက်နေပါတယ်။ ဝန်ထမ်းအမျိုးသမီးတဦးကခတ်တောက်တောက်တန်နဲ့ကျမတို့ကအလုပ်ချိန်အတွင်းမှာနေ့တိုင်းအလုပ်ကိုအပြည့်အဝအာရုံစိုက်နိုင်ဖို့စကားနဲ့ကြပါတယ်လို့တုတ်ပြန်လိုက်ပါတယ်ကင်မရာကလှည့်သွားတဲ့အခါမန်နေဂျာကမျက်နှာတီးကြီးနဲ့သူ့စကားလုံးတွေကိုမေးသွားမှဆိုလို့အမြန်ပြောဖို့အစဉ်သင့်ဆောင်နေတယ်လို့မျိုးမျက်လုံးတွေနဲ့လို့ပြောလိုက်ပါတယ်နိုင်ငံရဲ့အနာဂတ်တောက်ပတ်မှာကုမ္ပဏီရဲ့အနာဂတ်ကတောက်ပတ်မှာပါရုတ်တရက်ကင်မရာကရုံထဲမှာခိုင်းနာရီလိုက်လုပ်ပေးနေတဲ့အရက်သေးသေးနဲ့ကောင်မလေးတစ်ယောက်စီကိုရောက်သွားပါတယ်မီဆိုကတော့အမြဲတမ်းအလုပ်ကိုကြိုးကြိုးဆဆလုပ်တတ်တဲ့စီးရင်ကင်မလေးဖြစ်ပြီးသူ့လက်ထဲမှာကော်ဖီဘန်တစ်ခုကိုကင်ထားပါတယ် ။တရင်ထောက်ကကင်မရာကိုသူမရှိရဘက်လက်လိုက်တဲ့ခါမှာတော့သူမကခဏတော့အံ့ဩသွားပေမဲ့ချက်ချင်းပဲစရုပ်သွင်းလိုက်ပြီးယုံကြည်မှုရှိတဲ့ပုံစံနဲ့ကျမကမနက်၈နာရီကနေည9နာရီထိတနေ့ကို17နာရီအလုပ်လုပ်ရပါတယ်။ဒါပေမဲ့မပြင်ပန်းပါဘူး။ဒါကတာမန်အလုပ်လုပ်ရတဲ့နေ့တနေ့ပါပဲလို့ပြင်ဖြေလိုက်ပါတယ်။ ။စီးပွားရေးမှာအတက်အကျတွေရှိပါတယ်။ဒါပေမဲ့ကျွန်တော်ထင်တာကတော့အရေးကြီးဆုံးကစိတ်ပိုင်းဖြတ်မှုနဲ့စီးလုံးညီညွတ်မှုကိုဆက်ထိန်းထားဖို့ပါပဲ။စကလုံးတစ်လုံးချင်းစီကဂုံယူမှုတွေအပြည့်နဲ့ဟိန်းထွက်နေပုံရပါမယ်။သူတို့ရဲ့မျက်လုံးထဲမှာတော့စစ်မှန်တဲ့ယုံကြည်မှုအရေးအယောင်တစ်စက်မှမရှိပါဘူး။တရင်ကင်မရာကမမျှော်လင့်ပဲနောက်တစ်နေရာကိုပြောင်းသွားပါတယ်။ဒီနေရာမှာတော့လင်းထိန်နေတဲ့မီးရောင်တွေနဲ့ဆူညံမှုနောက်ဖွယ်တချင်းတန်တွေကစိုးမျိုးရဲ့နေရာတစ်နေရာကိုလွှမ်းခြုံထားပါတယ်။ချမ်းသာတဲ့လူငယ်တွေရဲ့ခန်းနာထဲဝါတဲ့ကလပ်ကအခုမီးရောင်တွေထိန်ထိန်ကြီးနေပြီးညလုံးပေါက်မရက်မနာဆက်တိုက်ဖြစ်ပေါ်နေပါတယ်။တစ်ဖက်မှာတော့ မိဘတွေကချွေးနဲ့မျက်ရည်နဲ့တိဆောက်ခဲ့တဲ့ကြီးမားလာတဲ့တနောက်စာတွေပေါ်မှာမိခိုးနေတဲ့ငွေစုံကိုက်မွေးလာတဲ့သူတွေပေါ့အခုသူတို့လုပ်ဖို့လိုအပ်တာတစ်ခုတည်းကတော့အဲ့ဒီအမွေနှစ်တွေကိုထိုင်စားရင်းလူအုပ်ကြီးထဲမှာပျော်ဝင်စီးမျောနေဖို့ပါပဲသူကဆွဲဆောင်မှုရှိပြီးမာနာကြီးရဲ့ပုံပေါက်တဲ့လူငယ်၅ယောက်ခွဲနဲ့မတော်တဆတွေ့သွားပါတယ်သူတို့ကတော့အိုယန်တထေးတက်ကလပ်ကပါတရင်တောက်ကသူတို့ကိုအင်တာဗျူးဖို့စူးစမ်းတဲ့အခါဒီကောင်တွေကဘာမှဂရုမစိုက်တဲ့ပုံစံနဲ့အပေါ်ယံကြကြပဲဖြေကြပြီးကြီးစဲနောက်ပြောင်တဲ့ဟာသားတချို့ကိုတောင်ထည့်ပြောလိုက်ပါသေးတယ်ကင်မရာရှိမှာအော်ဟေးယင်ကဘာကြီးတစ်ခုလုံးကိုသူတို့ပိုင်တလူမျိုးပြုမှုနေကြတာကတရင်တောက်ကိုသူတို့စီကနေခွာလို့မရအောင်ဖြစ်စေခဲ့ပါတယ် ဲ့ဒီတတိသားလေးတွေကတော့စူညံတက်ကြွနေတဲ့ဂီတပွဲကလပ်ထဲကိုဆက်ဝင်သွားကြပါတယ်အတွင်းမှာတော့တစ်ဖက်ဖက်လင်းနေတဲ့မီးရောင်တွေနဲ့တက်ကြွလာတဲ့တချင်းတန်တွေချာမှာ DJ ရဲ့မြူးကြွလာတဲ့တီးလုံးတွေအတိုင်းလူကုန်ထံလူငယ်လေးတွေကပျော်ရွှင်စွာကောက်ခုံနေကြပါတော့တယ်ရုတ်တရက်ကြီးနိုင်ကလေးရဲ့ကျဲပွင့်တွေပေါ်လာတဲ့အခါပရိသတ်တွေအားလုံးပောက်ကွဲသွားပါတော့တယ်တကယ်တော့သူတို့ဟာဆောကတွေ့ခဲ့တဲ့လူငယ်၅ယောက်ဒီနေရာရဲ့အကျော်ကြားဆုံးကအဖွဲအပူထရွန်ပွိုင်းဖြစ်နေတာပါပဲမာနာကြီးတဲ့ပုံစံနဲ့သူတို့ကဆင်းရဲအလဲတဲတဲကိုရှောက်သွားပြီးတက်ကြွလာတဲ့အကတကွက်နဲ့ချက်ချင်းပဲအဲ့ဒီနေရာတစ်ခုလုံးကိုအသက်ဝင်စေခဲ့တဲ့ပတ်ဝန်းကျင်တစ်ခုလုံးကိုမိတောက်သွားစေခဲ့ပါတော့တယ် အဲ့ဒီကြားထဲမှာပဲအဖွဲ့ဝင်9ယောက်ထဲကတယောက်ဖြစ်တဲ့တေဖုံးကအကကခုံတဲ့နေရာကနေတီးတန့်ခန်းတစ်ခုစီကိုထွက်လာခဲ့တယ်ဒါပေမဲ့သူကတခြားတထေးသားတစုကောင်းမလေးတွေနဲ့တောက်စားပြော်ပါနေတဲ့အခန်းထဲကိုမှာပြီးဝင်သွားမိပါလေရောတေဖုံးပေါ်လာတာနဲ့အခန်းတစ်ခုလုံးကရုတ်တရက်ရေခဲတုံးလို့အေးခဲပြီးတိတ်ဆိတ်သွားပါတော့တယ်အခန်းမှာဝင်မက်တီတာနဲ့သူကလှည့်ထွက်ဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်ပဲအဲ့ဒီအဖွဲ့ထဲကကောင်းမလေးတယောက်ကသူ့နောက်ကိုမထင်မှတ်ပဲလိုက်ထွက်လာပါရောသူကတွဲဝိုက်ပြီးညင်းနေတာတော့မှအဲ့ကောင်းမလေးကသူ့နောက်ကိုတကောက်ကောက်လိုက်နေတော့မှပဲကိုပြောနေတဲ့အချိန်မှာဒီလိုအနောက်ရှက်ပြီးခံလိုက်ရတာကအဲ့ဒီတထေးသားလေးကိုစိတ်အတော်လေးတိုးသွားစေခဲ့ပါတော့တယ်အဲ့ဒီတထေးသားကတေဖုံးအပေါ်သူ့ရဲ့သဘောထားကိုပြသတဲ့အနေနဲ့ဇပွဲပေါ်ကအစားအစာ တွေအားလုံးကိုချက်ချင်းပဲဆွဲမောက်ပစ်လိုက်ပါတော့တယ်ဒီကိစ္စမှာကို့အမလည်းတစိမ့်တစ်ပိုင်းပါနေတယ်လို့မြင်တော့တေဖုန်းကအခြေအနေကိုဝင်ထိန်ဖို့စူးစမ်းလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီတတိသားကသူပြောတဲ့စကားကိုတခုံးမှနားမထောင်ပဲတေဖုန်းစီကိုဖန်ခွက်တစ်လုံးနဲ့တက်တက်ပြစ်ပောက်လိုက်တယ်ဒေါသထွက်သွားပြီမဲ့တေဖုန်းကသူ့ကိုယ်သူထိန်းချုပ်လိုက်ပြီးဒီလောက်ရက်ကိုသူ့အခန်းမှဝင်ခဲ့တာနဲ့သဘောတူညီမျှသွားပြီလို့ယူဆလိုက်ပါတယ်ဒါပေမဲ့ဟိုကောင်လေးကတော့ရံပွဲကိုဆက်လုပ်ဖို့ရှိကိုတိုးလာတော့မှပဲရုတ်တရက်ကလပ်ဝင်နှစ်တယောက်ကအဲ့ဒီတင်းမမှုကြီးကိုဖျက်ပြီးအပြေးလွှားရောက်ချလာပါတယ်အရာအားလုံးပြီးသွားပြီလို့ထင်လိုက်ပေမဲ့မပြီးသေးပါဘူးအဲ့ဒီဒေါသကြီးတဲ့တတိသားကဘာဖြစ်နေမှန်းနားမလည်နိုင်ဖြစ်နေတဲ့ဝန်ထမ်းကလေးပေါ်ကိုသူ့ဒေါသတွေဆက်ပြီးပုံချပါတော့တယ် မတရားဘူးလို့ခံစားရတာကြောင့်တေဖုန်းကဝင်သားလိုက်ပြီးအားလုံးကိုအခန်းထဲကကန်ထုတ်ပစ်လိုက်ပါတယ်ဒါပေမဲ့သူခဏလေးတတိလွတ်သွားတဲ့အခိုက်တက်မှာပဲဟိုသူထေးသားကစပွဲတလုံးကိုမပြီးသူ့ကောင်းကိုရိုက်ချလိုက်တာတွေးတွေပါထွက်လာပါရောတေဖုန်းကကလည်းတကယ်ရန်ကားတဲ့ကောင်ပြီးသားစွာပဲသူ့တန်ရာကိုလုံးဝကယူမဆိုင်ပဲကျင်းတဲ့လူတော်ပြုံးလိုက်သေးတယ်ပြီးတော့ဟိုသူထေးသားကိုတစ်ချက်ကန်ချလိုက်တာမြေပေါ်မှာလဲကျသွားပါတော့တယ်နှစ်ဖက်လုံးအခုလက်ပါနေကြပြီဆိုတာမြင်လိုက်ရတဲ့အခါ လူမသိအောင်အခန်းထဲကိုရောနှောဝင်ရောက်နေခဲ့တဲ့တေဖုန်းရဲ့တငယ်ချင်းကလည်းချက်ချင်းဝင်ပါလာပါတော့တယ်ဒါပေမဲ့တစ်ဖက်ကလူရင်အားများနေတော့သူတို့ခမရထိုးနှက်ချက်နည်းနည်းလောက်ပဲပြေးနိုင်ခဲ့ပြီးချက်ချင်းပဲထွက်ပြေးရပါတော့တယ်နှစ်ဖက်လုံးအပြန်လန်းလိုက်ကြရင်နိုင်ကလက်တစ်ခုလုံးပို့ပြီးတော့ကမောက်ကမဖြစ်သွားပါတော့တယ်တစ်ချိန်ထဲမှာပဲစီးရင်ကိုင်မလေးမီဆိုဘက်မှာတော့အလုတ်ဆင်းသွားပြီးမဲ့သူမကအနားမရသေးပဲအလုတ်ရှုပ်စွာနဲ့တက်ကတူကျူရှင်စင်တာတစ်ခုစီကိုအပြေးလွားသွားနေရတော့မှာပဲညမိုးချုံနေပြီးမဲ့လည်းတင်တဲ့အဖို့မှတ်ပုံတင်နေတဲ့ចောင်းသားတွေကတန်းစီပြီးအရှိကြီးရှိနေတော့မှာနောက်ဆုံးမီဆိုတယောက်တင်တဲ့တစ်ခုအဖို့အလှည့်ရောက်လာတဲ့အခါမှာတော့ တင်နန်းကလူပြစ်သွားခဲ့ပါပြီဒီအဖြစ်ကမီဆောကိုတင်နန်းအစ်တစ်တစ်ခုပြောင်းအပ်ခိုင်းတယ်လို့ဖြစ်သွားစေခဲ့တယ်ဒါပေမဲ့ကန်ဆိုးမတွားရမိုးလိုက်လို့ရွာဆိုတယ်လို့ပဲတင်နန်းကြီးကပါတိုးမြင့်လိုက်ပါလေရောလက်ထဲမှာပတ်ဆက်အလုံးအလောက်မရှိတာကြောင့်သူမခတ်များတင်နန်းကြီးကိုနောက်မှပေးဖို့ဆိုင်းငံ့ပေးဖို့ကဝန်ထမ်းကိုတောင်းပန်ရုံကလွယ်ပြီးတခြားရွေးချယ်စရာမရှိတော့ပါဘူးတစ်ဖက်မှာဒေဖုန်းနဲ့သူ့တငယ်ချင်းစီပြန်သွားကြည့်လိုက်တဲ့အခါသူတို့နှစ်ယောက်အမှုဖွင့်ခံရဖို့ရဲစခန်းကိုအခေါ်သွားခံလိုက်ရပါပြီ ဒီတရင်ကိုကြားကြချင်းပဲသူတို့နှစ်ယောက်ရဲ့မိဘတွေကချက်ချင်းရောက်ချလာကြပါတော့တယ်သူတငယ်ချင်းရဲ့အမေကတော့သူ့ရဲ့သားမိုက်ကိုမင်းမင်းဆိုပြီးအဆက်မပြတ်စူပူချင်းမောင်းပြီးရိုက်နေနေပါတော့တယ်ဒါပေမဲ့တေဖုန်းရဲ့အမေတုတ်ပြံပုံကတော့တမျိုးပါပဲသူမကသူ့ရဲ့အဖိုးတန်သားလေးအတွက်အတော်လေးကိုစိတ်ထိခိုက်နေပုံရပြီးသူ့သားရဲ့တန်ရာကိုမြင်လိုက်ရတဲ့အခါမှာတော့အာခနဲ့ဆိုပြီးအော်ဟစ်လိုက်ပါတော့တယ်သူတငယ်ချင်းရဲ့အမေကသူ့သားကိုသူမကိုစားဆုံးမပေးချင်နေတာကိုမြင်တဲ့အခါသူမကငြင်းငြင်းတတလေးပဲဝင်ပြောလိုက်ပါတယ်ဟဲ့သူကကလေးပဲရှိသေးတာကိုကောင်းပါပြီမျက်နာကိုတော့မရိုက်ပါနဲ့နော်ကျေးဇူးပြုပြီးသူ့ကောင်းနောက်စိတ်ကိုသာရိုက်ပါဘလို့ပဲဖြစ်ဖြစ်သူကအုံနောက်မှမတုံးတာပဲဟာ သူမစကားဆုံးတာနဲ့သူ့တငယ်ချင်းရဲ့အမေကတေဖုန်းကိုချက်ချင်းဝင်ရိုက်ပါလေရောတေဖုန်းတယောက်သူ့အမေကသူ့ကိုကောက်ွယ်ပေးနေတာလားဒါမှမဟုတ်ဒီအတိုင်းပြစ်ထားလိုက်တာလားဆိုတာဝေခွဲမရပဲကြောက်တောက်အောင်ဖြစ်သွားပါတော့တယ်တိတ်မကြခင်ပါပဲ Tempest Company ရဲ့ Director ဖြစ်တဲ့တေဖုန်းရဲ့အဖေပေါ်ချလာပါတယ်ဒါပေမဲ့သူ့အမေရဲ့စိုးရိမ်ပူပန်မှုတွေနဲ့လုံးဝမတူပဲသူကတော့သူ့ရဲ့သားမိုက်ကိုတစ်ဆက်မှတောင်ဂယုစိုက်ပုံမရပါဘူးရဲတွေကနှစ်ဖက်လုံးကိုကြေးအေးပြီး Night Club ကိုအတူတူရောကြေးပေးဖို့အကြံပြုခဲ့ပေမဲ့လည်းအဖေလို့သူကတော့တေဖုန်းတယောက်တည်းကိုသာတာဝန်ယူစေချင်နေပါတယ်